င်္ဂလာပါရှင်မကတဆင်ပါဒီနေ့နိုဝင်ဘာလ2ရက်နေ့အတွက် People's Win ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။နိုင်ရကန်ဘျူအာစကန်ကုန်းတိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်26ယောက်ဖမ်းမိတဲ့တဲ့တင်ရွေးကောက်ပွဲပြအောင်နှောက်ရတဲ့ဆိုတဲ့ဆက်ဆွဲချက်နဲ့လူ90နီးပါးစစ်ကောင်စီဖမ်းဆီးထားတဲ့တဲ့တင်မုံရွာမှာစစ်ကောင်စီတပ်ကအလုံးကျုံရေးအပြည့်နဲ့ကထိန်လှည့်တဲ့အကြောင်းနဲ့ပြည်သူ့ကော်မတီဆုရှင်ဒေါက်တာနန္ဒဝင်းကိုစူစီရင်ကနေပယ်ဖြတ်တဲ့တဲ့တင်ဒီသတင်းတွေကိုနားဆင်ရမှာဖြစ်ပါတယ်ရှင်။ ရခိုင်ပြည်နယ်တောင်ပိုင်းနဲ့မကွေးတိုင်းကိုဆက်သွယ်ထားတဲ့ရခိုင်ရုံးမပေါ်ကအနေရကန်လေချောင်းရံကာကွယ်ရေးစခန်းရှိရာပြူဟာဂုံးကိုထိုးစစ်ဆင်တိုက်ခိုက်တဲ့နှစ်လတာအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်26ယောက်ဖမ်းမိထားတယ်လို့ချင်းကာကွယ်တပ် CDF အချို့ကဒီနေ့မှထုတ်ပြန်ပါတယ်။နေရကန်ပြူဟာဂုံးကိုအရခတပ်တော် AA ကထိုးစစ်ဆင်နေရဖြစ်ပြီးပူပေါင်းတပ်တွေကပါပဝင်တိုက်ခိုက်နေကြပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလဇန်ပိုင်းကစတင်ပြီးနေရကန်ပြူဟာဂုံးစီစစ်ကူလာတဲ့တပ်တွေကို CDF အရှုံနဲ့တုံလေးတပ်ဖွဲ့တွေကကြားပြတိုက်ခိုက်နေကြတာပါစက်တင်ဘာနဲ့အောက်တိုဘာနှစ်လတာတိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်26ယောက်ကိုအရှင်ဖမ်းမိထားပြီးနေမြေရှင်းလင်းရေးလှုပ်ဆောင်ချိန်မှာလက်နက်လေးလက်ကိုတင်းစီရရှိထားတယ်လို့ CDF အရှုံကဖော်ပြပါတယ်ဖမ်းမိထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာစစ်မှုထမ်းတင်းနှန်းစင်တွေဖြစ်ပြီးမတရားတစ်ဖြစ်စစ်သားဆူဆောင်ခံထားရသူတွေဖြစ်တယ်လို့ CDF အရှုံကဆိုပါတယ်နက်ရည်တန်းပြူဟာမကြစေဖို့အတွက် စစ်ကောင်စီတပ်ကလေကြောင်းပစ်ကူနဲ့အစ်စ်ကူတွေဆစ်လွတ်တိုက်ခိုက်နေပြီး CDF အရှိုးဘက်ကလည်း၂ယောက်ကြာဆုံးပြီးထိခိုက်ဒဏ်ရာရသူ၉ယောက်ရှိတယ်လို့ဖော်ပြထားတာပါ။အေကတော့နိုင်ငံဗျူဟာစကန်နဲ့ပတ်သက်ပြီးအော်တိုဘာ၁၉ရက်နေ့မှာနောက်ဆုံးသတင်းထုတ်ပြန်ထားခဲ့ပါတယ်။အဲ့ဒီစကန်ကိုရဖို့အတွက် လက်ကျန်နေရာတချို့ကိုထိုးစစ်ဆင်တက်ခိုက်နေပြီးစကန်မကြောက်ဖို့အတွက်စစ်ကောင်စီတပ်ဘက်ကလည်းလေကြောင်းပစ်ကူစစ်ကူတွေအဆက်မပြတ်ပို့ပေးနေတယ်လို့အေရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်ရှင်။ရေကောက်ပွဲကိုပြက်စီအောင်နှောက်ရတဲ့ဆိုတဲ့စစ်ဆဲချက်နဲ့ စစ်ကောင်စီတပ်ဟာ၃လအတွင်းအမျိုးသားအမျိုးသမီးစုစုပေါင်း88ယောက်ကိုဖမ်းဆီးထားပါတယ်။နေပြည်တော်မှာအော်တိုဘလ31ရက်နေ့ကပြုတ်လုတဲ့ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာဗဟုကော်မတီအစည်းအဝေးမှာစစ်ကောင်စီပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကဖမ်းဆီးထားသူဦးရေကိုထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။အမျိုးသား83ယောက်နဲ့အမျိုးသမီး9ယောက်စုစုပေါင်း88ယောက်ကိုရွေးကောက်ပွဲနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းကနေကာကွယ်ပေးရေးဥပဒေနဲ့ဖမ်းဆီးအရေးယူထားတယ်လို့သူကဆိုပါတယ် ဒါပေမဲ့အသေးစိတ်အချက်အလက်ကိုတော့ထုတ်ပြောသွားချက်မရှိပါဘူး။ဒါ့အပြင်ရွေးကောက်ပွဲကိုထိခိုက်စေသူတွေကိုစုံစမ်းဖော်ထုတ်အရေးယူဖို့ကလည်းစစ်ကောင်စီပြည်ထောင်ဝင်ကြီးကရဲတပ်ဖွဲ့ကိုအမိန့်ပေးခဲ့ပါတယ်။အာဏာသိမ်းစစ်ကောင်ဆောင်ကသူကျင်းပတဲ့ရွေးကောက်ပွဲကိုနှောက်ယှက်ဖျက်ဆီးသူတွေကိုအရေးယူဖို့ရွေးကောက်ပွဲနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းကနေကာကွယ်ပေးရေးဥပဒေကိုဇူလိုင်လ29ရက်နေ့မှာပြဋ္ဌာန်းခဲ့ပါတယ်။အဲ့ဒီနောက်လူမှုကွန်ရက်ကနေရွေးကောက်ပွဲကိုဝေဖန်ရေးသားသူတွေကိုဖမ်းဆီးတာတွေပြုလုပ်ခဲ့တာပါ။ပထမဆုံးဖမ်းဆီးခံရသူကတော့ ရန်ပြည်နယ်တောင်ကြီးမြို့ကကိုနေသွေးဆိုသူဖြစ်ပြီးပြီးခဲ့တဲ့စက်တင်ဘာလအတွင်းမှာ1900နဲ့ချခံခဲ့ရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲဝါရဖြန့်စကားနဲ့ပတ်သက်ပြီးဝေဖန်တာပြည်တင်တာတွေကို အားပေးထောက်ခံလို့ဆိုပြီးဒရိုက်တာ3ယောက်နဲ့တရုတ်ဆောင်2ယောက်စုစုပေါင်းအမျိုးသား9ယောက်ကိုစစ်ကောင်စီကဖမ်းဆီးခဲ့ပါတယ်ရှင်။အနောက်မြောက်တိုင်းစစ်ထနာချုပ်အခြေဆိုင်ရာသခိုင်းတိုင်းမြို့တော်မုံရွာမြို့မှာစစ်ကောင်စီတပ်ကလုံခြုံရေးအပြည့်နဲ့ကထိန်လှည့်လည်ခဲ့တယ်လို့မြို့ခံတွေကပြောပါတယ်။ စကောင်စီတက်ကကြီးမှုပြီးကထိန်လှစ်လျာမှာလက်နက်ခဲယံအပြည့်အစုံတက်ဆင်ထားတဲ့စစ်သားနဲ့ရဲတပ်ဖွဲ့ဝင်တွေကလုံခြုံရေးအပြည့်ယူပေးခဲ့တယ်လို့ drone ဖြတ်ဆက်တွေပါအသုံးပြုခဲ့တယ်လို့သိရပါတယ်။ကထိန်လှစ်ချိန်မှာ drone ဖြတ်ဆက်ကိုအသုံးပြုခဲ့တာကြောင့်မုံရွာမြို့ပေါ်မှာဖုန်းလိုင်းတွေယာယီပြတ်တောက်သွားခဲ့တယ်လို့မြို့ခံအချို့ကဆိုပါတယ်။ဒါပြင်မုံရွာမြို့ပေါ်ကလမ်းချို့ကိုလည်းလုံခြုံရေးအကြောင်းပြချက်နဲ့စစ်ကောင်စီတက်ကပိတ်ပင်ထားခဲ့တယ်လို့သိရတာပါ။မုံရွာမြို့အခြေဆိုင်နောက်မခလို့လူသိများတဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဟာ မကြာခဏအစတလို့တော်လိုင်းရေးတပ်ဖွဲ့တွေရဲ့ short tight drone drone တွေနဲ့တိုက်ခိုက်တာကိုခံရလေရှိပါတယ်။ဒါပေမဲ့စစ်ကောင်စီတပ်ကတော့နောက်မှခတိုက်ခိုက်ခံရတာမရှိဘူးလို့ညင်းဆိုလေရှိပါတယ်ရှင်။စည်ရနွမ်းပါသူတွေအတွက်တံပိုးသိညစာအစီအစဉ်ကိုတီထောင်ပေးသူဒေါက်တာနန္ဒဝင်းကိုချီးမြှင့်ထားတဲ့ပြည်သူ့ကော်ရေးဆုရှင်စည်ရင်ကဖေရှားလိုက်ပြီလို့ပြည်သူ့ကော်ရေးဘ ਹੁ အလုံးမှုဆောင်အဖွဲ့ကနိုဝင်ဘာ၁ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်ဒေါက်တာနန္ဒဝင်းကအာနာသိန်းစီအုပ်စုရဲ့လွှတ်ရတွေကိုထောက်ခံအားပေးရည်တည်နေတယ်လို့ CDM ဆရာဝန်တွေသူနာပြုတွေကျမ်းမာရေးဝန်ထမ်းတွေကိုပုတ်ကလေးကစေယုံတွေမှာဝန်ထမ်းအဖြစ်မခန့်အပ်ဖို့သူ့ရဲ့အခွင့်အာဏာကိုသုံးနေတယ်လို့ပြည်သူ့ကောင်ရဲ့အဖွဲ့ကဆိုထားပါတယ်အတိလောက်ရတွေဟာပြည်သူ့ကောင်ရဲ့အသင်းရဲ့စုရွေးချက်ရေးဆိုင်ရာမူဝါဒတရက်ဖြစ်တဲ့နိုင်ငံသားများနဲ့လူပေါင်းလောကအထက်အစံပြဖြစ်မှုအရေးချင်းကနေလုံးဝသွေးဖယ်နေတယ်လို့ဖော်ပြထားတာပါဒါကြောင့်ဒေါက်တာနန္ဒဝင်းနဲ့သက်ဆိုင်တဲ့အချက်အလက်တွေကိုပြည်သူ့ကောင်ရဲ့အသင်းအင်တာနက်ဆမ်မနာတွေကနေဖယ်ရှားလိုက်တယ်လို့စုရှင်တူအဖြစ်ထိုက်တန်မှုမရှိဘူးလို့လည်း ီသူကုံရင်အဖွဲ့ကရှုတ်ချလိုက်ပါတယ်။ဒေါက်တာအနန္ဒဝင်းဟာလက်ရှိမှာရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးနဲ့ကုသရေးဦးစီးဌာနမှဖြစ်ပါတယ်။လွန်ခဲ့တဲ့ဆနစ်ကဒူတာဝန်ကြရာ AR တိုင်းအင်ကပူမြို့နယ်အတွင်းမှာစင်ရနွမ်းပါသူတွေအတွက်တံပိုးသိညစာရောင်းချပေးတဲ့လူမှုအကျိုးပြုအစီအစဉ်တွေကိုလှုပ်ဆောင်ပေးခဲ့တာကြောင့်ပြီးခဲ့တဲ့2015ခုနှစ်မှာပြည်သူ့ကုံရေးစုချင်းမြက်ခံခဲ့ရတာပါ။ပြည်သူ့ကွန်ရက်စုရွေးချယ်ချင်းမနာကိုအမေရိကန်ရောက်မြန်မာတွေကအစုစည်းထူထောင်ထားတာဖြစ်ပြီး မြန်မာပြည်တွင်းကလူမှုရေးလုပ်ငန်းလှုပ်ဆောင်နေတဲ့တွေကို2010ခုနှစ်ကစပြီးနှစ်စဉ်ဆုချင်းမြင့်ခဲ့တာဖြစ်ပါတယ်။ပထမဆုံးဆုရှင်ကတော့နာယေကူညီမှုအသင်းတည်ထောင်သူဦးကျော်သူဖြစ်ပြီးအခုနှစ်ရဲ့ဆုရှင်အဖြစ်စစ်ကောင်စီရဲ့ဖမ်းဆီးအချင်းချတာခံထားရတဲ့နိုင်ငံတော်အတမေကန်ပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ကိုရွေးချယ်ဂွန်ပြုထားပါတယ်ရှင်။ People's Fund ရဲ့နောက်ဆုံးရညနေခင်းပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးသွားခဲ့တာဖြစ်ပါတယ်ရှင်။